ဇလန်လေးရဲ့စာမှာတော့မိုတီကိုယင်ပြောင်းနာတင်ပေးနေပြီးဂျယ်ရီကပါလိုက်လာခဲ့ပါတယ် အခါတရမှာအရှိနောက်တောင်ရောက်တွေမတုံးပဲကိုကနဲ့တွေတိုင်ပေါင်းနှင်ကြပြီးတော့မိုတီကလည်းမောင်းတက်ခါစားရှိပါသေးတယ်။ရက်ကလည်းအရေးပေါ်ကိစ္စပေါ်လာတာမို့တခြားချို့ကိုသွားရမှာဖြစ်ပြီး JV ကိုပါတခါတည်းခေါ်လာခဲ့လိုက်ပါလေ။ JV တယောက်ကတော့သူ့ကိုပါဆွမ်းစားကန်းတဲ့ကိုခေါ်လဲဆိုတာပျော်နေခဲ့ပါတော့လေ။သူ့သွားတဲ့နေရာကိုတော့မတန်ဆန်းချို့လို့ခေါ်ပြီးဒီဂျိုမာကကိုလက်အင်ကရှစ်ခုမဖြစ်ရင်မတန်ဆွမ်းပါဘူး။နောက်တော့ဂျိုသူမားတကောင်က JV ကိုလာခေါ်ပြီးသူနဲ့လိုက်ခဲ့ဖို့ခေါ်သွားပါလေ။ JV ပေါင်းများစွာကအဆိုပါနေရာမှာရှိနေကြပြီးမူလာ JV ကလည်းအော်အော်နေရပါလေ။ဒီဂျိုဟာဂျိုသိန်းဂျိုမား တစ်ခုဖြစ်ပြီးဂျယ်ရီတွေကိုယာယီစောင့်ရှောက်ပေးပါတယ်။ဖရစ်ကသူ့စွန်စားခန်းမှာမလိုက်စေချင်တာမို့ဒီကိုလာအပ်ထားတာဖြစ်ပြီးစကြရော်လာတီတီကရစ်တွေကလည်းစွန်စားခန်းထွက်လို့ဂျယ်ရီပါလာရင်ဒီမှာပဲအပ်ထားကြတာပါ။မြင်သာအောင်ပြောရမယ်ဆိုရင်ကျွန်တော်တို့ဖျားသွားတဲ့ခါဖနက်ကိုအပ်ထားခဲ့သလိုပါပဲ။ပြန်ရွေးမယ်ဆိုရင်တော့လက်မှတ်လေးနဲ့ရွေးရမှာပါ။အဲဒီနောက်တော့ရစ်နဲ့မူဒီကလည်းတခြားချုပ်ကဘာစီကိုသွားကြပြီးရစ်ကတော့အလုပ်တစ်ခုရှိတဲ့အကြောင်းပြောပါလေ။ခဏကြာတဲ့ခါမှာတော့ယူသားတကောင်ကရောက်လာခဲ့ပြီးပလီဖော်သုံးတောင်ကိုလာပေးပါလေ။သူတို့ခိုင်းခဲ့တဲ့တနက်ကိုလုတ်ပြီးပြီလားဆိုကအသင်းတွေမင်းနေတာကြောင့်မူဒီပါတယ်ဆိုက မျက်နှာရိပ်မျက်နှာကဲပြပါတယ် အထာမနဲ့တဲ့ချိုသားကလည်းသူကခြေသားမဟုတ်ဆိုတရားဖြစ်ပြီးတက်ချင်တဲ့သူကိုရှိရင်သူ့ကိုဆက်သွယ်ပေးဖို့အတွက်မော်တီကိုနှုတ်ဆက်နေပါတယ်။ location တိကျပါတဲ့လိပ်စာကတ်ကိုပါထုတ်ပေးနေပြီးသူဘလောက်ကျန်းတဲ့ကြောင်းတွေကြွားနေခဲ့ပါတယ်။မော်တီကတော့လူသက်သမားကိုတနက်ရောက်ခဲ့တဲ့ပေါ် Rick ကိုမချိုက်ပေမဲ့စကြရာကြီးကမင်းတင်တာအထက်ပို့ရှုပ်ထွေရဲဆိုတဲ့အဖြေသာရလာခဲ့ပါတယ်။ရလာခဲ့တဲ့ Flipo ငွေကြေး3000ကိုလည်းကစားကွန်တစ်ခုစီကိုခေါ်သွားကမော်တီကိုအာရုံလွှဲပြစ်ပါတယ်။ဒါပေမဲ့မော်တီကတော့လူသက်သမားကိုတနက်ရောက်ပေးခဲ့တာတွေကဒီဗီဒီယိုဂိမ်းတွေဆော့ဖို့လားဆိုတာပြဿနာရှာပြန်ပါတယ်။စိတ်မရှိတော့တဲ့ Rick ကလည်း Ryan င်းဆိုတဲ့ဂိမ်းဆက်လေးကိုခေါင်းမှဆွတ်ပေးလိုက်ပြီးဒါကြီးကိုကစားနေဆိုကပေးလိုက်ပါတယ်။ဂိမ်းဆိုတဲ့ဂိမ်းကတော့လူဘွားဖြစ်စဉ်ဂိမ်းတစ်ခုဖြစ်ပြီးငယ်လင်ကနေတေးတဲ့အထိကိုကစားရမှာပါ။နှိမ့်စတူကလုတ်တွေကိုလှုပ်လိုက်အသက်ကြီးလာရင်တေးလိုက်နဲ့လူတွေရဲ့ပြင်းကြီးဖွယ်ဘွားတွေကိုကစားရတာပါ။ဟိုဒီကလည်းအသက်55နှစ်ထိသာရှင်သန်ခဲ့ပြီးဂိမ်းအိုဗာဖြစ်သွားခဲ့ပါလိမ့်။ကစားတဲ့အခါမှာတော့နှိမ့်စတူကလုတ်တွေဖြစ်တဲ့ငယ်စဉ်ခါပညာရှာတာတွေចောင်းသားတာတွေကိုမလုပ်ပါဘူး။ဘာသာရေးတွေကိုလည်းဂရုမစိုက်ပဲလူပေါင်းတွေကနေခွဲထွက်ပြီးကစားပါလိမ့်။ဒါကြောင့်လာကြီးတဲ့သူတွေကလည်းများလာခဲ့ပြီးရစ်ကစားတာကိုကြိုက်နေကြပါလိမ့်။အဲ့ဒီချိန်မိုဒီက တော့ခြေသားလူသက်သမားစီကိုထွက်သွားခဲ့ပါတော့တယ်။ဖက်ကစောင်းရှောင်ရွေကျိုးမှလည်း Jerry ဟာဘာမှနားမလဲသေးတာမဟုတ်အင်ပြန်ရင်နဲ့အကြောင်းသွားပြောပါတယ်။ဒါဆိုရင်အဲ့ဒီဆိုင်ကောင်းကနေတဆင်အင်ပြန်လို့ရတယ်ဆိုတာဂျင်းထဲခံရပြီးအထဲဥပဲပြန်ရောက်လာပါတယ်။ Jerry ရဲ့အများကြီးကဘာလို့ရှိနေမှမသိပေမဲ့ဘက်ရဲ့ပုံတို့ယုံမကလည်းလာခေါ်ပါတယ်။ Jerry ကြိုက်တဲ့ TV စီစဉ်လာတော့မှမဟုတ်တူတူကြည့်အောင်ဆိုတာလာခေါ်ပါတော့တယ်။ကလေးမဟုတ်ဘူးလို့တဖွားဖွားပြောနေတဲ့ Jerry ကလည်းဘက်လာခေါ်တာနဲ့မူချိုချောင်းကကလေးတွေလိုပြေးပါတော့တယ်။ဌာနအတွင်းမှာတော့ခြေသားလူသက်သမားတယောက်ကဝင်လာခဲ့ပြီးဂျူသားတွေကိုလိုက်လံတော့ ni နောက်ဆုံးအနေနဲ့သူတက်ရမယ့်အဓိကနေရာကိုရောက်လာတဲ့အခါမှာတော့ရစ်ပေးထားတဲ့ဂန်းနဲ့စော်ဖို့လုပ်နေတော့မိုတီကရောက်ချလာပါတယ်။ location တိကျထောက်ထားတာမို့ခြေသားရဲ့အပေါ်ကိုရင်ပြန်ကတိတ်တိတ်ကြပြီးခြေသားကလည်းခြေမစားရခင်ရှော့သွားခဲ့ပါတယ်။တနက်လေးကိုကောက်ကြည့်နေတဲ့ဂျိုသားတက်ကောင်ကရောက်လာခဲ့ပြီးမိုတီကိုတတ်ဖို့ပြင်ပါတယ်။အချိန်ကရောက်လာတဲ့ရစ်ကြောင့်ပဲအသက်မသေးခဲ့ပေမဲ့ရစ်ကလည်းမိုတီကိုစူးနေပါတယ်။ဒါကအစိုးရပိုင်တဲ့နယ်မြေဖြစ်ပြီးဥပဒေတွေကလည်းအများကြီးရှိတဲ့အကြောင်းရှင်းပြပါတယ်။ဒါပေမဲ့တိန်လူလူအခုံးမွေးလူလူလေးကသူ့အသက်ကိုကဲခဲ့တဲ့မိုတီကိုခြေသူတင်ကြောင်းတွေထပြောပါတယ်။ ့လူမျိုးစုတွေမှာကနာမည်တွေပါတွေမရှိပဲစကားပြောနိုင်ကြောင်းနဲ့သူ့ကိုဒီကနေ့ကယ်ပေးဖို့တောင်းဆိုပါတယ်။ရစ်ကတော့ဒီတန်းငွေကောင်ကိုအင်းငွေလို့ခေါ်ပြီးမလွတ်ပေးဖို့အတွက်မူဒီကိုတားပါတယ်။သူတော်ကောင်းကြီးမူဒီကလည်းအစိုးရတန်းငွေလေးကိုကယ်ပေးလိုက်ပြီးမိုးရိပ်မြစ်စီကိုလိုက်ပို့ပေးမယ်ဆိုကရင်းမြတ်မော်ကိုတတ်ခိုင်းလိုက်ပါတော့တယ်။ရစ်ကတော့ဒါကစိုးရနေမည်မို့ပြဿနာတွေမရှင်းရကြောင်းနဲ့မလွတ်ဖို့တားပေးမယ်မရတော့ပါဘူး။ရစ်ကတော့မခေါ်ပေးရင်းပြန်တဲ့ဒို့ဖို့လုပ်နေတော့ရင်းကနှိုးလို့မရတော့ပါဘူး။ဂျိုးသားတွေကလည်းဝိုင်းပြစ်တော့မှာမို့ရစ်ကပဲဒိုင်မေးရှင်းကနေရေတွေပို့ပေးပြီးဖြည့်ရှင်းပေးရပါတယ်။သူကမကူညီဘူးဆိုရင် င်မိုတီကလည်းတေတော့မှာမို့အလင်းနဲ့ပေါင်း800ကျော်ကတန်းငွေလေးရဲ့ဂျိုးစီကိုပြန်ပို့ဖို့ရအတွက်ရစ်ကပါလိုက်လာခဲ့ရပါတော့တယ်။ရှင်ကလည်းမိုတီကြောင့်ဖြတ်စည်းနေတာမို့ရစ်ရဲ့မိတ်ဆွေကီယာဂျိုးစီကိုအရင်ဆင်းကအပြင်ရပါတယ်။အနောက်ကနေလည်းအစိုးရဂျိုးသားတွေကလိုက်နေတာမို့ဒီမှာချီယာဖြောက်ပြီးပြီးမှသွားမယ်ဆိုကရစ်ကရှင်းပြပါတယ်။တန်းငွေကောင်ကတော့သူဟာတက်ရှိတွေထဲမှာတန်ဖိုးရှိဆုံးဖြစ်ပြီးကာဗွန်နိတ်တော်တော်များများနဲ့ဓာတ်ပြုံနိုင်တဲ့အကြောင်းရှင်းပြပါတယ်။တက်ရှိတွေရဲ့စိတ်ထဲကိုလည်းဝင်ရောက်နိုင်နေဆိုကမိုတီရဲ့စိတ်ထဲကိုဝင်သွားခဲ့ပါတယ်။ ရစ်ကတော့လူမသိအောင်တက်လူပြေးခဲ့ရတာကိုအော်ဂျီဟစ်ချဲရဲ့တချင်းဆွန်နေတဲ့နှကောင်ကိုလည်းထဆဲပါတော့တယ်။တစ်ဖက်ကဂျယ်ရီကတော့စားချော်ရေးဂျိုးမှာတားကြနေပြီးကွန်ပျူတာဂိမ်းတွေကိုကစားနေပါတယ်။ဒါပေမဲ့အမေရောခံဂျယ်ရီတွေလည်းအများကြီးရှိနေကြအောင်တခြားဂျယ်ရီကလာပြောပြပါတယ်။ရင်းနှီးမူတီဟာအချောင်မျိုးမျိုးကြောင့်လာမရွေးတော့တဲ့ဂျယ်ရီတွေဟာဒီမှာရှိနေတာဖြစ်ပြီးစိတ်သက်တွေလည်းကြာနေခဲ့ကြပါတယ်။ ရစ်ကတော့မင်းကိုဘာလို့ဂျိုပေါင်းဆောင်ကအလိုရှိနေရလဲဆိုတာတန်းငွေကောင်ကိုမေးကြည့်ပါတယ်။တက်ရှိတွေရဲ့စိတ်တွေကိုလည်းခြေလှယ်နိုင်တဲ့အပြင်စကြရာအတွင်းကတံမိုးကြီးပစ္စည်းတိုင်းကိုလည်းထုတ်ပေးနိုင်တဲ့အကြောင်းလက်တွေ့ပြလိုက်ပါတယ်။ဒါပေမဲ့အခုတော့သူတို့တရှိနေတဲ့နေရာကိုရဲတွေကဝိုင်းထားခဲ့ပြီးတိုင်ခဲ့တဲ့သူကတော့ခီယာကောင်ပါ။နောက်ကျောကိုဒါနဲ့ထိုးခံရတဲ့ရစ်ကလည်းခီယာကောင်ကိုပြင်းကပြင်းလက်ဆရင်ပြန်တဲ့တာပြေးခဲ့ရပြန်ပါတယ်။ဂျယ်ရီကလည်းလာမြွေးထိုးတဲ့ဂျယ်ရီတွေကိုစုကဒီကနေပြေးဖို့လူစုနေခဲ့ပါပြီ။ရစ်တို့ကလည်းရဲတွေရဲ့လက်ကနေမနာတမ်းပြေးနေခဲ့ရပြီးနောက်ဆုံးမှာတော့ပိတ်ဖန်တာကိုခံလိုက်ရပါတယ်။အလုံးပြီးပြီဖြစ် ြစ်ပြီးရစ်တို့လည်းဖမ်းခံရပြီလို့ထင်နေပေမဲ့ဓာတ်ငွေကောင်ကပဲရဲတွေကိုစိတ်ညှို့ပစ်လိုက်ပါတယ်။ဒါကြောင့်ရဲတွေကလည်းစိတ်တွေကစင်းကလေးအဖြစ်ကအချင်းချင်းတိုက်ခိုက်မိကြပြီးအကုန်ပြက်စီးကုန်ပါတော့တယ်။ တစ်ဖက်ကဂျယ်ရီကလည်းဘဲကောင်ကမှခေါ်လို့မရတာမို့တယောက်ထဲအပြင်ကိုထွက်လာခဲ့ပါတယ်။ဂျိုတွန်းကဂျိုသားတွေဟာထင်တာအထက်ပို့ပြီးကြောက်ဖို့ကောင်းနေပြီးတနက်တန်တွေပောက်ကွဲတန်တွေကလည်းနေရာအနှံ့ပါပဲ။ကောင်းရန်သူတွေအင်ချေရမဲတွေရဲ့မိုက်ကြီးခွဲတာကိုလည်းခံရပြီးခြေဦးတရာကိုသာပြေးလာခဲ့ရပါတယ်။ဘလို့မှအပြင်မှာနေလို့မရတာကိုသိသွားတဲ့ဂျယ်ရီကလည်းဆောင်းရှောင်းရေးခရစီသာပြန်လာခဲ့ပါတော့တယ်။ခဲရကောင်တွေကိုလည်းအပြင်ကိုမထွက်ဖို့နဲ့ဒီထဲကသာအလုံးကျုံဆုံးဆိုကဂျယ်ရီကပြောပြနေခဲ့ပါတယ်။နောက်တော့ရုပ်သံများတဲ့ TV line တွေကိုဖမ်းကြရင်ရောက်နေတဲ့နေရာမှာပြောအောင်သာနေလိုက်ရပါတော့တယ်။နောက်ဆုံးတော့မိုတီတို့ကလည်းအလင်းနဲ့ရှေ့ရ ကွာကတန်ငွေ့ရဲ့ဂျူစီကိုရောက်လာခဲ့ပါတယ်။ရစ်ကလည်းအရင်အတွက်လောင်စာတွားဖြစ်အောင်မှာမို့တန်ငွေ့ကောင်ကိုလိုက်ဖို့ရအတွက်မိုတီကိုသာတာဝန်ပေးလိုက်ပါတယ်။မိုတီကတော့တန်ငွေ့ကောင်ကိုခရခက်ဆင်ကဲခဲ့ရပြီးအခုလိုခွဲရတော့မှာမို့ဝမ်းနေနေပါတယ်။ဒါပေမဲ့ကိုတန်ငွေ့ကတော့ဘာမှဝမ်းနေမနေပဲမင်းတို့ကပါကိုငါတို့ပြန်လာခဲ့မယ်ဆိုတာပြောလာပါတယ်။မိုတီဟာပြောသွားခဲ့ပေမဲ့သူတို့ပြန်လာမယ်ဆိုတာကတော့လူတွေကိုတုတ်တင်ရှင်းလင်းဖို့ပါ။တုတ်တင်ရှင်းလင်းနေဆိုတာကတတ်တာလားဆိုပြီးမိုတီကလည်းနားမလည်နိုင်အောင်ပြန်မေးနေရပါတယ်။ နောက်တော့နှုတ်ဆက်တဲ့ချင်းလေးတူတူဆိုရင်းနဲ့တူတူနှုတ်ဆက်ရအောင်ဆိုကနှုတ်ဆက်ကြပါတော့တယ် တချင်းတော့မပြေးခင်ပါပဲမူတီဟာတန်းခွေကောင်ကိုခန်းနဲ့ထုတ်စောပါတော့တယ်ငါတို့ကဘာကြီးကိုလာဖြတ်စီပြီးငါတို့လူတွေကိုတတ်မှာကိုတည့်ရနဲ့မင်းကိုမတတ်ရအောင်ငါကိုစောက်ပေါ်ထင်နေလားဆိုကမူတီဟာတကွက်ပြလိုက်ပါတယ်အဲ့ဒီနောက်တော့ရစ်နဲ့ပြန်လာခဲ့ကြပြီးလမ်းတစ်လျှောက်လုံးငိုင်းနေခဲ့ပါတယ်ဒါကတော့မင်းရဲ့တန်းခွေရင်တန်းခွေကိုလွမ်းနေရလားဒါဆိုရင်တော့ငါမှအများကြီးရှိရဆိုကပြောလာခဲ့ပါတယ်ထားကြမူတီကလည်းဘင်းမလည်းအဲ့ဒီကောင်တွေကအနေရရှိတယ်လို့အသေးအံပြောနေရပြီးရစ်ပြောတဲ့တန်းခွေဟာအီးပေါက်တာပါတွေအားလုံးလည်းပြည်ပြီမို့ဂျယ်ရီကိုသာသွားရေးကြပြီးသူတို့ရဲ့ဂျယ်ရီနဲ့လည်းပြန်ဆုံပါတယ် ဒါပေမဲ့ဖြစ်ချင်တော့တခြား red တယောက်ကမင်းတို့ cherry နဲ့ငါတို့ cherry မှားနေရဲဆိုကလာလဲပါလေ။မင်းတို့ရထားတဲ့ cherry ဟာမှန်ပေမဲ့ထုတ်ဖို့လက်မှတ်ကမပါတော့ကြောင်း cherry တွေဟာအကုန်တူတူပဲဆိုပြီးရတဲ့ cherry ကိုသာဆွဲခေါ်လာခဲ့ပါတော့တယ်။ဒီနေရာလေးမှာပဲဇလန်းလေးဟာပြီးဆုံးသွားပါလေ။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်ကတော့ဒေဝပါ။ ကျွန်တော်လက်ရှိဖွင့်နေတဲ့သင်တန်းလေးကိုထပ်မံမိတ်ဆက်ပေးကြပါမယ်။ယနေ့ခေတ်မှာက passive income တစ်ခုခုရှိမနေဘူးဆိုရင်ရည်တည်ဖို့ခဲရပါမယ်။ passive income ဆိုတာကတော့လုပ်တွေအများကြီးလုပ်နေစရာမလိုပဲအိတ်နေရင်တောင်ငွေဝင်တာမျိုးကိုဆိုလိုတာပါ။အခုနောက်ပိုင်းမှာတော့ social media ခေတ်ကိုရောက်လာတာနဲ့အမျှငွေရှာရတာကလွယ်ကူလာပါတယ်။ personal branding မဲ့ထောင်မလား video editing မဲ့လုပ်မလားကျွန်တော်လိုကိုဝါသနာပါတဲ့ recap လေးတွေကို copyright လွတ်အောင် YouTube ကနေ income တစ်ခုရအောင်ရှာမလားအဲ့လိုလုပ်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့သင်တန်းလေးကအချိုးပြပါလိမ့်မယ်။ဘာတွေသင်မလဲဘာတွေ share င်းလုပ်ပေမလဲဆိုရင်တော့အဓိကက recap editing နည်းကိုပါကျွန်တော်တင်တဲ့ကိုလာ join တဲ့လူတွေထဲမှာကြောင်းတက်နေတဲ့ကလေးတွေတောင်ပါပါတယ်ကြောင်းတစ်ဖက်နဲ့ anime လေးတွေကို recap လုပ်ချင်လို့ YouTube ကနေငွေရှာချင်လို့ဆိုတဲ့ကလေးတွေဖြစ်နေပြန်ပါတယ် recap ရဲ့အဆင့်၄ဆင့်ဖြစ်တဲ့အကြည့်ရေးသွန် edit ဆိုတဲ့လေးချက်ကိုပိုင်နာအောင်ဗီဒီယိုနဲ့တကွအရှင်းပြထားတဲ့အပြင်နားမလည်ရင်လည်းအချိန်မရွေးလာမေးလို့ရပါသေးတယ် script ရေးနည်းအခြေခံတွေ video editing နည်းတွေ YouTube policy တွေကိုအသေးစိတ်လေ့လာရမှာပါ YouTube monetization တွေ YouTube channel တစ်ခုကိုအကင်တွင်နည်းတွေကို lifetime plan နဲ့သင်ပေး းမှာဆိုတော့စိတ်ဝင်စားရင်ယခုပြထားတဲ့ Telegram user name လေးကို highlight ရုံပါပဲတင်တန်းချင်းအနေနဲ့ကတော့9000ကျပ်ပဲကြားသိမ်းပါမယ်လက်ရှိចောင်းတက်နေတဲ့ចောင်းသားတွေဆိုရင်တော့ဆရာခိုင်နှုန်း short သေးပေးပါပါကျွန်တော်တင်တန်းလေးစီကိုတကယ်ချင်းတယောက်ကလာ join မှုကူညီပေးမယ်ဆိုရင်တော့30ရာခိုင်နှုန်းထိ short သေးပေးမှာဖြစ်ပါတယ်တင်တန်းကာလလေးကတော့ live time ဖြစ်တာမို့ចောင်းတစ်ဖက်နဲ့မအားရင်တော့အားတဲ့အချိန်မှာလေးလာလို့ရမှာပါအဲ့တော့ခုတော့တကယ်လိုအပ်တဲ့ video editing တွေ script writing တွေအပြင် recap ကိုဘယ်လိုလုပ်ရလဲဆိုတာကိုသိချင်ရင်တော့အခုပဲဆက်သွယ်လိုက်ပါ